အကွာတာကတော်တော်ကွာ900မှာ300လောက်ကွာရက်ကွက်အုတ်ချုပ်ရည်မှုတော့မပါဘူးဗျာ2020ရွေးကောက်ပွဲမှာမဲစင်းမာရွင်နဲ့ဆိုပြီးအကြောင်းပြအာနာသိမ်းခဲ့တဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲစင်းတွေမှာလူဦးရေ900တဲကလူဦးရေ300ကမာရွင်နေတယ်လို့ကြံဖို့ပါတီကဘူးလတ်လဆွေကအော်တိုဘလ9ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ကျွန်တော်တို့မဲစင်းတွေကတ်ထားတော့ကြည့်တယ်တော့ကြည့်တော့ တော်တော်များများလွယ်နေတွေ့ဘလို့လွယ်တာလဲဆိုတော့2020တုန်းကမဇင်အဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြလိုက်အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအုပ်ချုပ်ရေးမှူးတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်ဘူးအကွာတာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါအသိပ်အသိပ်မကောင်းဘောเนาะ UC နဲ့ပြန်လောက်ရမယ်ပုံစံ3နဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော်တော်ကို တော်တော်ကိုလုတ်အောင်မလား12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကျန်တော့နော်ဒီတပတ်အတွင်းမှာအာတော်တော်လုတ်ယူရမယ်ဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုပ်ချုပ်ရေးမှုတော့မပါဘူးဗျာရက်ွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲဆင်းမပါဘူးကျန်တဲ့ကောင်ကျန်တဲ့လူတွေပြောမနေနဲ့အဲ့လိုဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိရဲ့နော်တည်သွားတဲ့လူတွေနောက်တစ်ခါအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်း ပြန်ပါနေတယ်။ဒါတော်တော်များနေတယ်နော်။အဲ့ဒီအပြင်မဲဆင်းတွေမှာတမျိုးနယ်ကိုယာကနန်းကျော်ကွာဟနေပြီးမဲဆင်းမားရွေးနာတွေများတဲ့အတွက်မဲဆင်းကိုတပုံရိုက်ပြီးရက်ကွက်အတွင်လူဦးရေစီးရင်တဲ့တိုက်ဆိုင်စစ်ဆေးနေရကစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်အနေနဲ့လဲမဲဆင်းတွေကိုပြန်လည်ပြုပြင်ရမယ်လို့လှဆွေကဆိုပါတယ်။ 2020ရွေးကောက်ပွဲမှာ NLD ပါတီကအပြတ်အသတ်အနိုင်ရရှိခဲ့ပေမဲ့လည်းမင်းအောင်လှိုင်နဲ့စစ်တပ်ကမဲဆင်းရင်တွေမှားယွင်းနေဆိုပြီးအကြောင်းပြက2020ရွေးကောက်ပွဲရလဒ်ကိုပယ်ဖြတ်ပြီးနိုင်ငံတော်ရဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုဖမ်းဆီးကာစစ်အာဏာသိမ်းခဲ့တာပါရှင်။